တင်ပြတဲ့များအားလုံးမင်္ဂလာပါရှင်။ကျမတို့သတင်းချန်နယ်လေးကနေပြီးတော့ဒီနေ့မေလ2ရက်နေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြတ်တရခန့်အပါရရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နာဂင်16နှစ်အလွန်ငလင်တဘာဝဘေးနဲ့တူစစ်တပ်အမျက်ထုတ်လီလူရှုမပြောင်းလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2008ခုနှစ်မေလ2ရက်နေ့မှာအေယာရီမြို့ဝကျုံမော်ဒေသကိုနာကင်းမုံတိုင်းဝင်ရောက်ခဲ့တာအခုဆိုရင်18နှစ်ရှိသွားခဲ့ပါပြီ။အလားတူပြီးခဲ့တဲ့မလ28ရက်ကကျုံခဲ့ရတဲ့ငလင်တဘာဝဘေးကလည်းလူထောင်ချီတည်ဆုံခဲ့ရတဲ့ဆိုးရွားတဲ့တဘာဝဘေးတစ်ခုဖြစ်ခဲ့ပါတယ်။တဘာဝဘေးအနေရတွေကြုံချိန်တိုင်းစစ်တပ်ရဲ့အမျက်ထုတ်မှုတွေနဲ့လိလူရှုမှုတွေကမပြောင်းလဲကြောင်းကိုရိုင်းကြုံရသူတွေနဲ့လိလာတုံးသက်သူတွေကပြောဆိုကြပါဗျ။ လွန်ခဲ့တဲ့18နှစ်ကဖြစ်ခဲ့တဲ့နာဂိတဘာဝဘေးကြုံချိန်နဲ့ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့အင်အားပြင်းငတ်လင်လှုပ်ခတ်ချိန်ကစစ်တပ်အာဏာအောက်မှာဖြစ်ပေါ်ခဲ့တာပါ2008ခုနှစ်မေလ၂ရက်ကဖြစ်ခဲ့တဲ့နာဂိတ်မုံတိုင်းကအမြင့်ဆုံးလေတိုင်းနှုန်းတနာယော130မိုင်နှုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးအေရရီတိုင်းနဲ့ရန်ကုန်တိုင်းတွင်က လူပေါင်း24သိန်းလောက်ကိုစိုးစိုးဝါးဝါထိခိုက်စေခဲ့ရပါတယ်။လူတသန်းနီးပါးအိုးမဲအိမ်မဲဖြစ်ခဲ့ရပြီးလူတသိန်းကျော်သေဆုံးခဲ့ရပါတယ်။ ဒီပြန်ဆိုတာ16ရက်နေ့ကြာမြင့်ခဲ့ပေမဲ့ကိုရိုင်းကြုံရသူတွေအတွက်တော့အိမ်မက်ဆိုးတစ်ခုဖြစ်နေတော့မှာပဲလက်ဗုဒ္ဓဒေတာကန်တယောက်ကနာဂိဖြစ်တဲ့အချိန်မှာကျမတို့မျိုးပေါ်မှာငားနိုင်ဝင်ကျင်လောက်မှာလေးရီတအားတိုက်နေတာအဲ့ဒီအချိန်မှာကျမတို့ကနေရီကိုကြတော့အဲ့တော့အဆက်အသွယ်လုံးဝပြတ်သွားတယ်လေမသိလိုက်တာနေရီမှာကြတော့အဲ့ဒီအချိန်အကုန်လုံးမြုပ်သွားပြီလို့ပြောတယ်အဲ့တော့ကလည်းကျမတို့မျိုးပေါ်မှာလည်းမိမိရှိပါမရှိကိုဖြစ်သွားတာပေါ့နော်အကုန်လုံးပြတ်သွားတော့လေဘာတရင်မှလည်းများတဲ့အခြေအနေဖြစ်သွားတာပေါ့ ကဲဆယ်ရင်ဘယ်နိုင်ငံကဲဆယ်ရင်လာဖို့အတွက်ဘယ်နေရာမှာစောင့်နေပါပြီဒါပေမဲ့ပေးမွေမအောင်ဆိုတဲ့သတင်းတွေလည်းကြားတာပေါ့နော်နေမမဆိုရင်လေကျမတို့ကအုံးမင်းနေဆိုရင်အမြင့်ကြီးအဲ့ဒီအမြင့်ကြီးတောင်မှဆုံးသွားလောက်အောင်ရှည်တတ်တယ်ဆိုတော့လေတော်တော်ကြီးကိုတရားကိုကြုံခဲ့ရတဲ့သူတွေကတော်တော်သွေးပြက်စရာဖြစ်မှာပေါ့လေအဲ့ဒီပြေုံမှာကိုပါသားကိုအသက်ရှင်ကြံခဲ့ရင်တော့ကဲမဲသူမရှိစားစရာမရှိလို့ဆိုပြီးတော့ပြောပါရစေ။ မုံတိုင်းတိုက်ခတ်ပြီးတပတ်ကြာတဲ့အထိကယ်ဆယ်ရေးအစီအစဉ်တွေမစတင်နိုင်ခဲ့တာကြောင့်ဒေသခံတွေကအတော်ဆိုးရွားတဲ့အခြေအနေနဲ့ရှင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီချိန်ကအုပ်ချုပ်ရေးအာဏာရယူထားတဲ့နာအာဖစစ်အစိုးရကနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကိုမုံတိုင်းပြီး၃ဘတ်ကြာမှခွင့်ပြုချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ကာလမှာလည်းမလ28ရက်အလောက်ကခဲ့တဲ့ AR Stars ကခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးကြောင့်မန္တလေး၊စကိုင်း၊ပဲခူး၊မကွေးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာငလင်ဖေးသိမ်းခဲ့ရပြီးတော့စကိုင်းနဲ့မန္တလေးကထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်သတင်းကတော့တရုတ်ကုမင်းဆွေနေပွဲမှာနောင်ချိုကြောင်မဲတီပေါ်မိုးမိတ်နဲ့မိုးကုံမျိုးနယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှု TNL ကပယ်ချဆိုတဲ့သတင်း ကိုကအမန်ဒီရဲ့ကဲ့သို့ TNLA ကိုလှုပ်ဆောင်ရန်တရုတ်ကဆွတ်ဖက်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNL ကတင်ပိုက်ထားတဲ့နောင်ချိုကြောင်မဲဒီပေါ်မိုးမိတ်မိုးခုံမြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှု TNL ကပယ်ချလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တို့မှာစစ်ကောင်စီကိုယ်စားလှယ်နဲ့ TNN မှာဒုတိယဖို့ချုပ်ကြီးတားချုပ်ကြာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း TNN တက်များအနေနဲ့နောင်ချိုးကျောင်းမဲတီပေါ်မိုးကုတ် မိုးမိတ်ရှားတဲ့ဒေသများမှာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နတ်ဆန်တဲ့မန်တုံမြို့နယ်အတွင်းထိတို့ပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNL ကိုဆက်လက်များကသဘောမတူနိုင်တဲ့ဖြင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထပ်ဆင့်မတူနိုင်သေးပဲနှစ်ဖက်အပြည့်အခက်ရပ်ဆဲနိုင်ရန်အတွက်လောင်းမဲဩဂတ်လမှာထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြကြောင်းသိရှိရပါတယ် စစ်ကောင်စီကလေကြောင်းမှပုံကျဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုများအလုံးရတရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြောင်းဝင်ပေးခြင်းဖြစ်ကြောင်းသိရပါသည် TNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDA ကဲ့သို့တဆင့်တူအပြစ်ခတ်ရစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှိချင်းကကမာကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွဲဆုံမှုများအလင်းမြန်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ် မူးမျိုးနယ်မှာစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ဂျေးရွာ၅ခုကို KNL ဦးဆောင်သောတော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်းမှုစစ်တပ်ဘက်မှဒုတရင်မှုတူနဲ့အရာခံဗိုလ်တပ်ပါဝင်သေဆုံးသူများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမူးမျိုးနယ်တွင်အစမ်းမစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကျေးရွာ၅ခုကို KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်းရမှာစစ်တပ်ကဒုတရင်မှုတူနဲ့အရာခံဗိုလ်တူပါဝင်သေဆုံးသူများပြားခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ် ဧပြီလ28ရက်နေ့နနက်တနားခန့်တွင်မူးမျိုးနယ်တွင်အကြမ်းမတ်စစ်တပ်ရဲ့ခလာယ60နဲ့ခလာယ83ပူးပေါင်းတပ်ပေါင်းစုမှစစ်ကောင်စီတပ်သားများထိုးစစ်ဆင်ကခြေကုပ်ယူထားတဲ့နေရာများဖြစ်တဲ့နောင်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျုံကုန်းတို့ကလောတောင်စုကျေးရွာများကို KNL ဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါတယ်။ အရိတိုက်ပွဲတွင်အတမတ်စစ်ကောင်စီဘက်ကဒုတရင်မှုတူပါဝင်အရာခံဗိုလ်တူးကြဆုံကအများပြားထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးလက်နက်ကြံများစွာလည်းသိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်အကြမ်းမဲ့စစ်ကောင်စီတပ်များကြေးရွာတွင်တဆွဲထားမှုကြောင့်ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြပြီးဒုက္ခမျိုးစုံဖြင့်ကြုံတွေ့နေရကြောင်း KNU ဗဟိုက ပြောဆိုထားပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးကိုစစ်ကောင်စီပြန်အုပ်ချုပ်ပြီးနောက်တခိုးများတောင်းကျနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ့ MNDA ကိုကန့်တက်ဆုတ်ခွာပေးခဲ့ရတဲ့လာရှုမျိုးကိုစစ်ကောင်စီကတေချာအုပ်ချုပ်နိုင်တာမရှိသေးတာကြောင့်မျိုးပေါ်ရက်ကတ်တွေမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မျိုးကန်တွေကပြောပါရယ်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် MNDA ကိုကန့်တက်တွေဆုတ်ခွာပေးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မျိုးတော်လာရှုမျိုးကိုစစ်ကောင်စီတပ်ပါဝင် သူရဲလက်အောက်ခံဌာနဆိုင်ရာကပြန်လည်ဝင်ရောက်လာတာဆယ်ရက်ကျော်ပြီဖြစ်ပါရယ် ဒါပေမဲ့အုတ်ချုပ်ရံများကိုတေချာမတိဆောင်နိုင်သေးတာကြောင့်စစ်ကောင်စီပြန်လည်အုတ်ချုပ်နေတဲ့မျိုးပေါ်ရက်ကွက်ဆန်းနှခုမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မျိုးကန်တွေကပြောပါတယ်တရုတ်နိုင်ငံရဲ့အကြောင်းဝင်မှုကြောင့်လာရှိုးမျိုးပေါ်ရက်ကတ်တရားနဲ့ MNDA ကိုကန့်တက်တွေဆုတ်ပေးလိုက်ရတဲ့ဆိုပေမဲ့မျိုးရဲ့အပြင်ဘက်မှာကိုကန့်တက်နဲ့မဟာမိတ်အင်အားစုတွေကဆက်လက်ပြီးတော့တက်ဆွဲထားပါရယ်။ဒါကြောင့်မလို့မျိုးရင်းကိုပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့စစ်ကောင်စီတပ်တွေနဲ့လက်အောက်ခံတွေကသူတို့လုံခြုံရေးအတွက်စိုးရိမ်ထိန်းနှံစိတ်တွေဖြစ်ပေါ်နေတယ်လို့မျိုးကန်တယောက်ကပြောပါရယ်။ လာရှုမျိုးကို MNDA ကိုကန့်တက်ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ဩဂတ်လမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ ပြီးခဲ့တဲ့ဧပြီလတွင်မှတရုတ်နိုင်ငံရဲ့တာဝန်ရှိသူတွေကလာရှုကိုရောက်လာခဲ့ပြီးစစ်ကောင်စီနဲ့ MNDA ကိုကန့်တက်ကိုတွေ့ဆုံခဲ့ပါတယ်အရင်နောက်ပိုင်း MNDA တပ်တွေကလာရှုမျိုးကနေစုခွာပေးခဲ့ရပြီးတော့စစ်ကောင်စီတပ်ပေါင်းဝင်တူလအောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီနောက် အာဆီယံငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များထားရှိရန်အဆိုပြုဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးခြင်းပါတယ်။မင်းအောင်လိုက်တဲ့အဖွဲ့အား၎င်းတို့နေပြီးတော့မှဘေးမတိရန်မခနေရလျင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လက်ရှိအတိုင်းကြာကြာဆက်သွားရမဖြစ်တော့ဆိုသည်ကိုသိထားကြပြီဖြစ်ပါတယ်။ တဖက်မှာတော်လိုင်းတပ်ဖွဲ့များအင်အားကောင်းသည့်ထက်ကောင်းလာပြီးပဏိပကများအချိန်မြင့်တက်လာသည့်နှင့်အမျှနိုင်ငံတကာမှမဖြစ်မနေတနည်းနည်းနဲ့ပါဝင်ပတ်သက်လာကြတော်မူကိုလည်းဒွဆာမိမိသားဖြစ်ပါရယ်။၎င်းတို့အတွက်ပွေစုံအချက်ပေးလာသည့်အားထားနိုင်ငံသားရေးဝန်ကြီးဟောင်းခါစီဘီယိုများပင်ဖြစ်ပါရယ်။၎င်းရဲ့အဆိုပြုချက်ကိုဘန်ကောက်ပို့သတင်းစာမှတဆင့်ယခုလိုရေးသားလာခဲ့ပါရယ်။ မြန်မာရဲ့ပဏိပခါကပြည်ရင်းစစ်ကြီးအဖြစ်တပြည်ပြည်ကြီးထွားလာနေသည့်နဲ့အမျှအာဆီယံအတွက်ပြပြသားသားဆုံးဖြတ်ရတော့မယ်။လမ်းဆုံလမ်းကွာသို့ရောက်ရှိလာနေပြီဖြစ်တဲ့စစ်တမ်းမှာယာယီအပြည့်ရရေးဆိုသည့်ကိုငိမ့်ချင်းရဲ့အသွင်ယူကမြေလန်စနစ်ကျင့်သုံးပြီးလေကြောင်းမှတိုး၍တိုက်ခိုက်လာနေသည်ကိုနိုင်ငံတကာအနေဖြင့်အမှန်တကယ်တိုးတက်မှုဟုမြင်အောင်မကြည့်နိုင်မယ်။ဝါရဖြန့်ချိမှုများနဲ့မကြာခဏဆိုသလို ရောထွေကုန်တဲ့ အာဆီယံနေနဲ့စိတ်ကူးစိတ်တမ်းပေါ်သလိုရေးထားတဲ့ကြေညာချက်များနဲ့တင်းတိမ်ရွေးမရတော့ဘဲရရင်ပြတ်သားပြီးလက်တွေနဲ့နှီးဆက်တဲ့လမ်းကြောင်းကိုရွေးချယ်ချမှတ်ရတော့မှာဖြစ်တဲ့ထို့အတွက်ဝိုင်းရင်မလေးရှားဘူချုပ်ကြီးဥဆောင်ပြီးတော့ထိုင်းဖိလစ်ပိုင်အင်ဒိုနီးရှားတို့မှစစ်ဘက်အရာရှိများပါဝင်တဲ့စစ်မရှင်အဖွဲ့ကိုဆေးလွှတ်ရမည်ဖြစ်ပါတယ်။ ၎င်းတို့တာဝန်ကတိုက်ခိုက်ရေးအတွက်မဟုတ်ဘဲပဏိပခားတွင်ပါဝင်သူများနဲ့ထိတွေ့ပြီးဗတ်လိုက်ခြင်းကင်းစွာဖြင့်၎င်းတို့ရဲ့အတန်တွေကိုနားထောင်အခြေအနေကိုသုံးသပ်ပြီးတော့ဆွေးနွေးနိုင်မဲ့လမ်းစာကိုဖွင့်ပေးနိုင်ရန်အတွက်ဖြစ်ပါတယ် ထို့မှတဆင့်ယုံကြည်မှုပွင့်လင်းမြင့်သာရှိမှုဆိုတဲ့အခြေခံများတည်ဆောက်နိုင်မှာပါထို့သောအနေအထားရောက်လာရင်အာဆီယံမှစစ်မှုရန်များဆွေးနွေးကြတဲ့အဖွဲ့အစည်းများမှအပြည့်ပေးလာမည့်ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များမှအပြည့်ခတ်ရည်စည်ရေးစောင့်ကြည့်ခြင်းအပြင်တင်းမာမှုများလျှော့ချနိုင်မှာဖြစ်ပါတယ် တပြိုင်နက်တည်းဆိုသလိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်မဲ့ဇင်းချန်လမ်းမကြီးအားထိုင်းမြန်မာနယ်ခြားမှတဆင့်တိဆောက်ပေးရမှာဖြစ်တဲ့ထိုမှတဆင့်တီရန်ခိုင်မြဲမဲ့ဖြည့်ရှင်းချက်ရရှိရန်ဖရယ်ပြည်တော်စုကိုငင်းချမ်းရေလူမျိုးပေါင်းစုံအတူရှင်တွဲနေထိုင်ရင်အတွက်လုပ်ငန်းဖောင်အဖြစ် လက်ခံကြားမှာဖြစ်တဲ့ မြန်မာစစ်ကောင်းဆောင်များနားလည်နိုင်ရန်စစ်သားအချင်းချင်းပြောနိုင်မှာဖြစ်မယ်။မင်းအောင်လိုင်ကအစင်လာတိုင်းတန်တမန်ရေးကမ်းလှမ်းမှုကိုတုံနီပါဝီလုပ်နေခဲ့ပြီးဖြစ်တဲ့ဝန်ထမ်းဆရာကောင်းနာကအာဆီယံကောင်းဆောင်များနဲ့နိုင်ငံတကာမိတ်ဖက်အများပြားကစစ်အုပ်စုရဲ့လက်ကွက်တွေကိုမျက်စိစုံမိတ်ယုံကြည်စွာလက်ခံခဲ့ကြခြင်းပင်ဖြစ်တဲ့အပြစ်ခတ်ရက်စရေးဆိုသည်ကအစစ်အမှန်ဖြေရမယ်။မှန်ကန်ကြောင်းစစ်စစ်နိုင်ရမယ်။လူသားချင်းစာနာမှုနဲ့အကူအညီပေးနိုင်ရေးကိုအခြေခံရမယ်။ ရှင်းချက်များတခုခုချုပ်ရင်းနေပြီဆိုရင်ဆက်၍အကြံဖတ်ရန်ထောက်ခံပေးနေခြင်းမျိုးသာဖြစ်ပေမယ့်ပြည်သူများရဲ့အဆိုပြုချက်ကအပေါ်ရန်အားဖြင့်လက်ခံနိုင်ွယ်ရှိတယ်။ EG ကလည်းဒုက္ခရောက်နေသူများအတွက်အကူအညီပေးနိုင်ရန်အတွက်သာဖြစ်တယ်။လန်ကူလာတို့ရောင်းလာနေပြီဖြစ်သောတော်လိုင်းရဲ့အတွက်ဂျာမနီပြည်မင်းလဲမင်းအိမ်ပြန်ရန်မင်းတို့လည်းရှေ့တိုးမလာတဲ့ပုံစံမျိုးနဲ့ဟန်တာလာမီကိုတော့ဘယ်သူမှလက်ခံကြတော့မှာမဟုတ် နိုင်ငံရေးအရာအဖြစ်ရှာရန်စစ်မှန်သောဖရမူကိုလက်ခံမှမည်ဟုခိုင်မာသောဂရီကူအမျိုးရရှိမှသာထိုလုပ်ငန်းပောင်တွင် နိုင်ငံတကာရဲ့ကြီးကြပ်မှုဖြင့်မြို့သူမြို့ပုံအကောင့်ထဲပုံမီကိုဆွေးနွေးခြင်းမျိုးကိုသာလက်ခံနိုင်မည်ဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်မှလည်းဒေတာရင်းအတူစီဝါအတွက်မြန်မာပြည်ထနာကိုအာဆီယံအနေနဲ့စုပေါင်းကင်တွဲရန်လိုအပ်လာနေပြီဟုအပူတပြင်းတောင်းဆိုလာပါတယ် အာဆီယံနိုင်ငံများအနေဖြင့်မြောက်လိုက်နိုးဘွယ်နေပြည်တော်တွင်တတောင်တတဆက်နေသွားရေးဆိုတဲ့လမ်းအောင်ရွှေမီလို့ဒူတီမဟုတ်ပြဿနာကိုပြည်လဲအောင်ဖြေရှင်းပေးခြင်းဖြင့်မိမိတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုကာကွယ်ကြမည်လို့ဆိုသူကိုရွေးချယ်ကြတော်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုစိတ်နှပြွှမ်းလန်းချမ်းမြေ့ကြပါစေရှင်။